Hello ဒီနေ့မှာတော့အင်္ဂလိပ်လိုတွေ့ခြင်းအပြင်အင်္ဂလိပ်စာကိုဘယ်လိုမျိုးမြန်မြန်ပို့ပြီးတော့လေ့လာသင်ယူနိုင်လဲဆိုတာကိုပြောကြည့်အောင်ဆိုတော့ think in english today's tip is think in english ဒီနေ့ရဲ့ခေါင်းစဉ်လေးကတော့ဒီနေ့ပြောပြမယ့်အကြောင်းအရာလေးကတော့အင်္ဂလိပ်လိုတွေ့ခြင်းအကြောင်းအရာလေးပဲဖြစ်ပါတယ် it is a very easy way a very easy way အရင်ကလွယ်ကူတဲ့နည်းလမ်းလေးတစ်ခုဖြစ်ပါတယ် to practice လေ့လာဖို့အတွက်ကလေ့ကျင့်ဖို့အတွက်ကအရင်ကလွယ်ကူပါတယ် when you go shopping when သွားတဲ့အခါ you go shopping shopping နေဈေးဝယ်ထွက်တဲ့အခါမှာ trying to name things အရာဝတ္ထုတွေကိုနာမည်တွေကိုပြောကြည့်ပါ in english english လို့ပေါ့ for example ဥမာအဖြစ် you see an apple မင်းက you see မမြင်တဲ့အခါပေါ့ an apple ပန်းဒီတလုံးကိုမြင်တဲ့အခါမှာ say apple in your mind in your mind ဆိုတော့အုံနောက်ထဲမှာကိုယ့်အတွေးထဲမှာ order apple ဆိုပြီးတော့ပြောကြည့်လိုက်တဲ့ပန်းဒီကိုမြင်တဲ့အခါမှာ and then you see milk နွားနုတ်ကိုမြင်နေဆိုရင် think milk နွားနိုးဆိုပြီးတော့ milk ဆိုပြီးတော့အုံနောက်ထဲမှာ english လို့တွေးလိုက်ပါတဲ့ you don't need to speak မင်းပြောဖို့ don't need to မလိုပါဘူးတဲ့ loudly ကြဲကြဲကြီးပြောဖို့မလိုဘူး just think quietly ကိုအုံနောက်ထဲမှာတွေးကြည့်ရုံပဲတဲ့ you can do this ဒီလိုမျိုးပြုလုပ်နိုင်တယ် in the market ဈေးမှာလည်းလုပ်လို့ရတယ် at school ကျောင်းမှာလည်းလုပ်လို့ရတယ် or even at home အိမ်မှာတောင်မှဒီလိုမျိုးလေးလေ့လာလို့အုံနောက်ထဲမှာ english လို့တွေးလို့ရတယ် thinking in english အင်္ဂလိပ်လိုအမြဲတမ်းတွေးနေခြင်း everyday နေ့တိုင်းတွေးနေခြင်းဟာ helps ကူညီပေးတယ်ထောက်ပံ့ပေး your brain မင်းရဲ့အုံနောက်ကို learn faster ပိုပြီးမြန်မြန်တက်မြောက်စေဖို့အထောက်အကူပြုစေတယ် so try it today ဒီနေ့ပဲစပြီးလုပ်ကြည့်မယ် and see ကြည့်ရအောင် how easy it is အဲ့လိုမျိုး english လိုတွေးရတာဟာဘယ်လောက်တောင်လွယ်လဲဆိုတာကိုကြည့်ကြည့်လိုက်ပါမြင်အောင်လေ့လာကြည့်လိုက်ပါတဲ့